တ်လည်းပဲလက်ကောက်ဝတ်ကိုကင်ပြီးတော့ဟိုဆွဲဆက်မယ်လက်မောင်းကတ်တာလက်မောင်းကြွိုက်ရေကြက်တာလက်တစ်ဖက်ကတ်တာခဲတာအဖုံးခဲတာအတွက်ကိုတန်မာတဲ့လက်ကမတန်မာတဲ့လက်ကိုဒီလိုကင်ပြီးတော့ဆွဲဆက်ပေးရပါမယ်တကယ်လို့အခုကကိုကအားလုံးကဒီမှာတန်မာနေတဲ့သူဆိုလေကျွန်တော်ပို့ပြီးတော့အားဆိုင်ပြီးတော့အပေါ်ကိုဆွဲဆက်ပေးပါဒါလက်မောင်း ဲတဲ့လူအပူခဲတဲ့လူတွေလမောင်းထွက်ကြက်တဲ့လူတွေလက်တက်တဲ့လူတွေအတွက်ပါ1 2တကြာလေးထားပေးပါတော့ဒါကတော့ကျမတို့ကပထမတစ်ခေါက်လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်10စက္ကန့်နဲ့ထားမယ်2 3 4 5 6 7 8 9 10ဟုတ်ပြီအဲ့ဒီလက်ကိုဘယ်ဘက်လက်ကောက်ဝတ်ကိုညာဘက်လက်ကလေးနဲ့ဖြည်းဖြည်းလေးညာဘက်ကိုဆွဲချခဲ့မယ်ညာဘက်ပခုံးကို ဘဲဘက်နှချောင်းကေးတွေကဖိပြီးကင်ပြီးတော့ညာဘက်လက်ကဘဲဘက်တစ်ထောင်စစ်ကလေးကိုလေရှုမဲ့လေလေးထုတ်ပြီးတဲ့ခါကျတော့ကျွန်တော်ဆွဲချလိုက်တယ်ညာဘက်ကိုနော်အားလေးထဲပါအားလေးထဲပါခေါင်းကလုံးဝမစောင်းပါဘူးခန္ဓာကိုယ်ကြီးစောင်းပြီးမသွားပါဘူးလက်မောင်းကိုပဲပခုံးကိုပဲဆွဲချမယ်နော်ဝမ်ခေါင်းလေးကိုလည်းနဲ့တွတ်အောင်ထားမယ်เนาะခေါင်းနဲ့အကြက်ဖြစ်နေလို့ရှိရင်ပခုံးက ခေါင်းကိုမကျော်တဲ့အတွက်ထိရောက်မှုမရှိပါဘူးခေါင်းကြီးနဲ့ခံနေတဲ့အတွက်เนาะ1 2 3 4 5 7 8 9 10ဒီဒီလေးလက်ကလေးနှစ်ဖက်ကိုပေါ်ပြန်ထားပါကြာကြာလေးထားရင်ဈိုင်းအောက်ကအပူတွေထွက်ပါမယ်ခဲနေတဲ့အပူတွေပြီးရင်လက်ကလေးကိုဘေးချလိုက်မယ်နော်ဟုတ်ပြီနောက်တစ်ဖက်ချိန်မယ်ညာဘက်လက်ကလေးကိုဆန်းထုတ်လိုက်ပါ ညာဘက်လက်ကဝတ်ကိုဘယ်ဘက်လက်ကပြီးတော့တေချာလေးကန်ပြီးတော့အပေါ်ကိုဆွတ်ဆန့်ပါအားထည့်ပြီးဆန့်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ဘယ်ဘက်ကလေးကိုဆွဲချလာမယ်လက်ကလေးတွေပြီးပခုံးလေးကိုညာလက်ကဘယ်ဘက်ပခုံးကိုကိုင်ပြီးဘယ်လက်ကညာဘက်ကတောင်စစ်ကိုဆွဲချပါမယ်ဘယ်ဘက် ောက်ပြီးတော့ခုနလိုပဲခေါင်းကိုရှေ့ကိုခေါင်းလေးနည်းနည်းထုတ်ထားပေးပါဆွဲချပါအားလေးမနှမျောပါနဲ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30အော်ဒီပြင်းပြင်းကျတော့လွတ်ပြီးတော့လက်လက်ဖက်လုံးကိုပေါ်ပြန်စက်ပြီးလေးထုတ်ရှေ့လေးကိုလက်ကိုချလိုက်ပါ။โอเคအဲ့မှာပုံလေးလိုခဏလေးနားပေးထားမယ်ဖြည်းဖြည်းရှူမယ်။ ထောဒါကတော့တို့ဘုတ်ကြီးပေါင်းမာတွေပခုံးခဲတဲ့လူတွေပြီးရင်ပခုံးကြွက်သားတွေနာကျင်တဲ့လူတွေတောင်းဆိုထားတဲ့အဟာရတွေကိုဒီခါရဲပြပေးတာဖြစ်ပါတယ်။ရှူတယ်ထောက်တယ်ရှူတယ်ထောက်တယ်။အောက်ဒီပြီးရင်ဆရာတို့လက်နှစ်ဖက်ကိုဒီခါရဲပခုံးကိုကင်ပြီးတော့ drive ဖွင့်တာလေးကိုလုပ်ရအောင်နော်။အဲ့တော့ဒူးကောင်းလေးကိုဆရာတို့ကားလိုက်နော်။ဒူးကောင်းလေးနှစ်ဖက်ကိုကားလိုက်ပါ။ ါကတော့ကျွန်တော်ဒီလိုမျိုးဂျပန်တိုင်းပေါ့နော်ဗစစ်တုပ်ပြီးတော့ထိုင်ပြီးလောက်တာကပို့ပြီးတော့သူ့ရဲ့ကျင့်စဉ်အမှန်ဖြစ်ပါတယ်။တကယ်လို့ဗစစ်တုပ်ပြီးမထိုင်နိုင်ရင်ဒမလင်ငွေထိုင်ပြီးတော့လည်းလုပ်လို့ရပါတယ်နော်။အခုကတော့ဘယ်ဘက်လက်ကလေးကိုပေါ်ဆက်မယ်။ညာဘက်ပခုံးကိုကိုင်မယ်။နောက်ကိုင်။ညာဘက်လက်ကိုပေါ်ဆက်မယ်။ဘယ်ဘက်ပခုံးလေးကိုကိုင်လိုက်မယ်နော်။ဟုတ်ပြီ။ဘယ်ဘက်ပခုံးလေးကိုကိုင်လိုက်မယ်။ကိုင် လက်ပေါင်းရင်းနှစ်ဖက်ကိုအားရပါရဆုပ်တိုက်ပြီးတော့ရင်ဘက်ကိုကော့တယ်ပြင်မနောက်ကိုပြစ်ပြီးတော့မှခန္ဓာကိုယ်လုံးဝအပေါ်တစ်ခုလုံးကိုတင်းချက်ပြီးတော့မှကျွန်တော်ဆုပ်ကင်ထားပြီးတော့ဖိထားမယ်နော်ဖိထားပြီးတော့မှခေါင်းလေးကိုနည်းနည်းမသိမသာလေးမော့ချထားမယ်ဒါမှဒီ joint တွေကိုလုပ်တာဖိရောက်ဖို့ရှိနော်အဲ့မှာတကြာလေးထားရင်နော် joint အောက်ကအခုဒီလုံးဝလုံးဝထွက်ပါတယ်တစ်မိနစ်ထားကြည့်ပါ 1မိနစ်2မိနစ်ကြိုက်ကြလောက်ထားပါเนาะအခုကတော့10ကြော့လောက်ပဲသွားမယ်เนาะ10ကြိမ်ပဲသွားမယ်1 2 3 4 5 6 7 8 9 10ကြော့လောက်ထားပါเนาะ10ကြိမ်ပဲသွားမယ်1 2 3 4 5 6 7 8 9 10 okay ဒီအပေါ်ကလက်ကိုရင်းအပေါ်ဆက်မယ်ဒီနောက်တစ်ဖက်ဆက်မယ်ဒီအဖြည်းဖြည်းချလိုက် โอเคအဲ့မှာတေချာလေး10မိနစ်လောက်ထားပြီးလုပ်ကြည့်ပါဂျိုင်းအောက်ကရှင်းရှင်းနဲ့အခုလေးဖတ်ပါမယ်เนาะအတော့လက်နှစ်ဖက်ကိုပုံစံလိုက်ရဲ့အားလုံးလေးရှုပြီးတော့အရှိကိုမှောက်ချပါမယ်ဒူးလေးတွေခွဲလိုက်เนาะရင်ဘတ်ကိုချအရှိကိုစမ်းတော့ရင်ဘတ်ကလေးချပါမယ်ဘေးစီလေးချပါမယ်ချပါမယ်โอเคဆွတ်ဆက်တာပါ1 2 3 4 ရှူမဲ့လေထုတ်ပြီးတော့ရှေ့ကိုပြန်ချရှူထော်ရှူထော်โอเคကြောက်လေးတွေကိုဒူးလေးနဲ့ပြန်ပူလက်ကပိုက်နောက်မှာဒီဒီဖောက်ချလိုက်ပါဒါကလက်ပေါင်း join တွေကိုတော့ score အဲ့ဒီမှာကြည့်ကြရအောင်ဒီမှာပြနေတဲ့ဖြဲမှာပဲဒီမှာလေးကြည့်နေတဲ့ဖြဲမှာပဲ join အရှိကိုရောက်ပြီဆိုရင်ဒါဆိုရင် joint point ပေါ့နော်ဒါ joint point လို့ခေါ်မယ်နော်အဲဟောက်ပြီးအနည်းလေးမဆွဲလို့ရတယ်နော်ဆွဲလို့ရဒါသူတို့သူတို့ကိုသူတို့အရှိကြတော့မရရတယ်ဒါပေမဲ့အများကြီးအရှိကိုမရဘူးနော်ဒီမှာဒါလေးဆိုရင်ဆွဲလို့ရသေးတယ်ဒါဒီ joint တွေဒါ joint point လို့ခေါ်တယ်ပေါ့နော်ဒါကုန်း joint ဒါဆိုလို့ရှိရင်ဒါကြက်တယ်ပေါ့နော်ဒါနဲ့ပုံးလေးကြက်ဒါဆိုရင်ကိုယ့်ကိုယ်ကိုယ့်အရှိကြီးနဲ့ကိုယ်ဒီလိုလေးဆွဲဆွဲပြီးတော့လောက်ပေးပါမယ်နော်ဟုတ်ပြီ ရှုပဲဟေးလေးပြန်ထမယ်ဟေးလေးပြန်ထ okay ဟုတ်ပြီလေးနှပတ်လုံးပေါ်ဆက်မယ်လေရှုရှေ့ကိုမှောက်ချလာရေထောက်မယ်ဒီပခုံးကြက်သားလေးဖဲနေလို့ရှိရင်အခုလေးဖဲနေတာတော့ dry ကြက်တယ်လို့ဆိုလို့ရှိရင်ဒါလက်ကိုနောက်မှချိတ်ပြီးတော့ဟုတ်ပါဘူး timing လေးနဲ့နောက်ကိုဒီလိုလေးဆွဲဆွဲပြီးတော့အမြဲတမ်းဒီလိုလေးလုပ်လုပ်ပြလို့ရှိရင် dry လေးကွက်တာပခုံးကြီးဖဲတော့ပခုံးကြက်သားလေး အပူခဲတာလက်တက်တာလို့ကာဝယ်စီနော်အဲ့ဒီရှူမန်လက်သေးပေါ်နော်တော်ရှူတော်ရှူတော်ခြေကိုမောင်းချတာခြေကိုမောင်းချလိုက်တယ်မရလို့မောင်းချလိုက်ပါခြေကိုမရလို့မောင်းချလိုက်ပါမောင်းချလိုက်ပါအဲ့မှာဒီဘက်လိုက်ထိုင်ပြလာလို့ကြာသွားပြီနော်ဒီလိုထိုင်ပြရတယ်တော့စာကိုကျင်းညက်စီတယ် ်ပူလမ်းကြောင်းကိုဖျောက်တတ်သေးတယ်။စာစားပြီးတိုင်းဒီလိုဂျပန်နိုင်ငံထိုင်လို့ရှိရင်ဒေါ်လာအစာအုပ်ချိန်မျက်စီရဲ့ဖိုင်ကြီးတွေ၊ဖူတာကြီးတွေ၊အစီတွေ၊ဘိုင်ခဲမှာဘိုင်ခေါက်ကြီးတွေထူလာတယ်လေ။သူကကြောက်ကြစီရဲ့အစာအုပ်ဒီကပူလမ်းကြောင်းကိုဖျောက်နေတယ်ပဲ။ဒီလိုဂျပန်နိုင်ငံထိုင်တဲ့ခါကျရင်ကြကြလေးသမင်းစားပြီးတိုင်းစားပြီးတိုင်းထိုင်ပြီးလို့ရှိရင်ဒါအစာအုပ်ဒီနဲ့ပူလမ်းကြောင်းကိုအရန်အကျိုးပြုတဲ့ခြင်းတွေဖြစ်တဲ့အစာအုပ်ချိန်မျက်စီပေါ့နော်။ဟုတ်ကဲ့အခုတော့အခုထိုင်တာကြာသွားပြီတဲ့ပဲ။ သူတို့ကခဏလေးနားပေးလိုက်တယ်သူပေးနေတာပါဆိုလို့เนาะညမှာဆိုရင်အသက်အဲ30ကျော်ခိုင်ကျော်အသက်60ကျော်ချင်းပါပါတယ်เนาะဒါပြောရဲတော့ပါပါတယ်เนาะဟုတ်ပြီအခုအဲ့ဒီရှူပြီးတော့လက်ပေါ်နဲ့စောင်းစက်ကော်ပရာလို့ခေါ်တဲ့အပေါ်ပိုင်းလေးပေါ်တက်လိုက်ပါရှူရှူလာပြီးတော့ပေါ်တက်တယ်ဒီရက်ခါလာမှလေကိုထုတ်လိုက်เนาะအပေါ်ရောက်တဲ့ခါလေကိုထုတ်လိုက်အဲ့ဒါကျွန်တော်တို့ဒီမှာ ရင်ဘတ်မှာဒီရင်မြုပ်လေးမှာရှိတဲ့ happy နှလုံးနဲ့အဆုံးရပြီးတော့ရင်ကိုဖွင့်ချတယ်။လက်ကလေးကိုနောက်ကိုလည်းလက်ဆုပ်ပါ။လက်လေးကဆုပ်လို့ရှိရင်ခါကိုပို့ပြီးကော့တယ်နော်။ခေါင်းကြီးတွေပေါ်လာမယ်အဲ့မှာ delivery side လက်ရင်းမှာရှိတဲ့အကျိတ်တွေပူတွေနောက်မေးနှစ်ထပ်တွေအစီတွေဖြစ်နေတဲ့လူတွေဘက်ကဒါမေးစီကိုအပေါ်ကိုတွန်းလိုက်။ဒီလိုထောက်ပြီးွားရင်လက်ကိုထောက်ပြီးွားမေးရိုးလေးအပေါ်ကိုတင်လိုက်။မေးစီကိုပေါ်တင်လိုက်ဒီလက်လေးကျတာတင်းသွားတယ်။ ေးသွားတဲ့ခါကျတော့ကိုမသိနိုင်တဲ့ level ထဲမှာအကျိတ်ကူးကြီးဖြစ်ရပါလားဆိုရင်ခါရဲချင်းပြီးသားဖြစ်သွားတယ် level မှာစီလေးပါတယ်စီကျိတ်တို့ရေး8တို့စီအဲဒီဘောကအကျိတ်ကူးကြီးပေါ့အဲ့ဒါမျိုးတော့မပေါ်ဘူးတော့တယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ဒီတော့ကျွန်တော်လက်ကလေးတစ်ခါ လက်ဘက်နားလေးကိုချပြီးတော့လက်ကောင်းပေါ်မှာလက်ဘက်နားလေးချပြီးတော့လှဲ့ပါပါလှဲ့ပါပါလက်ဘက်ကိုလှဲ့ပြီးဒါလေးကတော့ခုံးလေးကိုဒီလိုခုနလေးရှင်ရတော့ဒီခုံးလေးကိုလှုပ်ပြီးွားပြင်းစင်ဖြစ်ပြီးွားဆိုတော့ခုံးလေးညောင်းွားပြီးဒါဒူးလေးညောင်းွားတော့ခဏလေးဒီလိုအနာပြန်ပြင်းနေပါတယ်ဒီလေးရှိမဲ့ထောက်ရဲ့ရှူထောက်ရှူ